ကိုရှင်ပေါ်မှာသာစောင့်နေရပြောခဲ့ပြီးတော့ဟိုးတဲ့အစားတောက်ထက်တဲ့အိတ်တွေအပြင်မှာထည့်ထားတယ်အမေရိကန်ဒေါ်လာတထုတ်လင်အရွက်တရာပါတဲ့တရာတန်းအထုတ်20ဒေါ်လာနှစ်သိန်းနဲ့အကယ်ဒမီရွှေဒီစဉ်းစားလို့မလာပါဘူးဆောင်းသူကြီးကိုစောင့်ခဲ့တဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးအချိုးမှုတွေကတော့ဘုကံချက်ဆိုထားပါတယ်နားထောင်ကြည့်အောင်ကျွန်တော်ကတော့ချိုင်းဒေတာကြီးဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဥပ္ပယမသိန်းဖြစ်ပါတယ် ကျွန်တော်အနေနဲ့ဘောက်ခင်ဂျီဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဘောက်ခင်ဂျီဖောင်ဒေးရှင်းဆိုတာဘောင်ဆန်းစုကြည်ကိုမျက်နှာလိုချင်တဲ့လူတွေအတွက်နေရာအကောင်းတစ်ခုပါပဲအဲ့ဒါကြောင့်လဲဘောက်ခင်ဂျီဖောင်ဒေးရှင်းကိုလာရောက်တူတန်းကြခြင်းတဘောမျိုးဖြစ်ပါတယ်ရှောင်းတန်းဒေတာကြီးအတွင်ဘောက်ခင်ဂျီဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီးအိမ်ချမ်းမြေမှားရမှုကိစ္စကိုကူညီပေးခဲ့ပါတယ်အဲ့ဒီအိမ်ချမ်းမြေကတော့ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်းဖြစ်ပါတယ်ဒီလိုဘောက်ခင်ဂျီဖောင်ဒေးရှင်းခွင့်လှမ်းနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကသဘောတူတဲ့အတွက်မတို့တိုင်းဒေသကြီးအစိုးရဘက်ကဆောင်ရွက်ပေးလိုက်ရတဲ့အနေအထားသဘောမျိုးဖြစ်ပါတယ်။ဒေါက်ခင်ကြီးဖောင်ဒေးရှင်းအတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်းအင်ချန်ညီမှားရန်ကကတော့လက်ရှိပေါ့စေးနဲ့ကြည့်ရင်အများကြီးကွာခြားပါတယ်။ပြင်ပကိုမှားရန်ပါကဒလကို35သိန်းသိန်း40အထိရနေတဲ့အချိန်မှာဒေါက်ခင်ကြီးဖောင်ဒေးရှင်းအတွက်15သိန်းလောက်နဲ့ပဲတုပ်ပေးခဲ့ရတာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ချက်ဟာလူပုဂ္ဂိုလ်ပေါ်အခြေခံပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းကိုဆောင်ရွက်ပေးခြင်းမျိုးမဟုတ်ပါဘူးကျွန်တော်ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းဘောင်ဆန်းစုကြည်နဲ့တွေ့ရောက်တွေ့ဆုံခဲ့ပါတယ်လာစဉ်ချင်းပါတဲ့ဒိုင်းဒေတာကြီးပြည်နယ်ဝန်ကြီးချုပ်များအစည်းအဝေးကိုကျွန်တော်နေပြင်တက်ရောက်ခဲ့ရပါတယ်အဲ့လိုအစည်းအဝေးတက်ရောက်တဲ့အခါမှာအစိုးရကကျွန်တော်တို့ဝန်ကြီးချုပ်တွေတုံးဖို့ရင်းနဲ့ရှင်းပေါင်းများတွဲဖက်ပေးလို့ရှိပါတယ်ဒီလိုအစည်းအဝေးတွေပြည်ရင်ဘောင်ဆန်းစုကြည်နေအိမ်ကိုကျွန်တော်တက်ရောက်တဲ့၃ချိန်၄ချိန်တွေ့ရောက်ခဲ့ပါတယ် ဒီလိုတွားရောက်တွေ့ဆုံတဲ့အချိန်မှာကျွန်တော်ရန်ကုန်တိုင်းအတွင်းဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ထောက်ခံဆောက်ရှောက်ပေးဖို့ကိုယ်တည်းအစားတောက်ဒေါ်လာရွှေများကိုပြင်လျော်တဲ့ပစ္စည်းထည့်တဲ့အိတ်တွေထဲမှာထည့်ပြီးတော့ပြီးခဲ့ပါတယ်2019ခုနှစ်ဒီဇင်ဘာလမှာပထမအချိန်နေနဲ့ဒေါအောင်ဆန်းစုကြည်နေအိမ်ကိုအစိုးရကထုတ်ပေးထားတဲ့ရင်ရင်ပေါင်းကိုရေးရာရှိဥပမောင်ကြီးတို့နဲ့အတူတွားရောက်ခဲ့ပါတယ်ရင်ချမ်းဝင်းအတွင်းကိုရောက်တဲ့အခါမှာ ရှင်မောင်းတဲ့ကိုကြီးအရာရှိကိုရှင်ပေါ်မှသာစောင့်နေရပြောခဲ့ပြီးတော့ကိုတဲ့အစားတောက်ထက်တဲ့အိတ်တွေအပြင်မှာထည့်ထားတယ်။အမေရိကန်ဒေါ်လာတစ်ထုပ်လင်အရွက်တရာပါတဲ့တရာတန်အထုပ်20ဒေါ်လာနှစ်သိန်းနဲ့အကယ်ဒမီရွှေ30ကျပ်သားတော့အပိုင်း25ပိုင်းစုစုပေါင်းနှစ်ပိတ်တစ်ခွဲကိုကျွန်တော်တူဦးကြီးယူဆောင်ပြီးဘောင်ဆန်းစုကြည်နေတဲ့ကိုဝင်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုကြီးကိုတာအတွက်ပဲ၃၃ဘာဒီအောင်နိုင်ရေးအတွက်ပဲ၃၃ ဘောက်ခင်းကြီးဖောင်ဒေးရှင်းအတွက်ပဲတုံးတုံးလိုတဲ့နေရာမှာတုံးပါလို့ပြောပြီးကျွန်တော်ကိုယ်တိုင်ဘောင်ဆန်းစုကြည်လက်ထက်ကိုထည့်ပေးခဲ့တာဖြစ်ပါတယ်2018ခုနှစ်အင်ပီလာအတွက်မှာလည်းဘောင်ဆန်းစုကြည်နေအိမ်ကိုဒုတိယအကြိမ်တွားရောက်တွေ့ဆုံခဲ့ပါတယ်ဒီလိုတွေ့ဆုံတဲ့အချိန်မှာပထမအကြိမ်တိုင်းမှာပဲရှင်မောင်းနဲ့ကိုရီးယာရှိကိုရှင်မောင်းမာသာစောင့်နေရန်ပြောကြပြီးဘိုးတဲ့အစားတောက်ထက်တဲ့ထိတ်တွေအတွင်မှာထည့်သွင်းထားတဲ့အမေရိကန်ဒေါ်လာတထုပ်လင်းအရွက်တရာပါတယ်တရာတန်းအထုပ်20 ဒေါ်လာ2သိန်းနဲ့ Academy တစိရွှေ30ကျပ်သားတုံး25ပိုင်းနှစ်ပိတ်တစ်ခွဲကိုကျွန်တော်တူဦးကြီးယူဆောင်ပြီးဒေါ်အောင်ဆန်းစုကြည်နေအတွင်းတို့ဝင်ရောက်တွေ့ဆုံပြီးကျွန်တော်တို့ရဲ့ရန်ကုန်တိုင်းအတွင်းဆောင်ရွက်နေတဲ့လုပ်ငန်းကိစ္စရပ်များနဲ့ပတ်သက်ပြီးထောက်ခံဆောက်ရှောက်ပေးဖို့နဲ့ဒေါ်အောင်ဆန်းစုကြည်လိုရာသုံးပါလို့ပြောပြီးဒေါ်လာ2သိန်းရွှေ2ပိတ်တစ်ခွဲထည့်ထားတဲ့အိတ်ကိုကျွန်တော်ကိုယ်တိုင်ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်မိုင်းမုံဆရာတော်ကြီးမော်ဘီထောက်ချံအပြီးမှာရှိတဲ့ ရှမ်းကြောင်းကိုရောက်လာတဲ့အချိန်မှာကျွန်တော်တွားရောက်ဖူးမြောက်ခဲ့ပါတယ်။ဆရာတော်ကြီးကကိုယ်လက်မှအမြင့်ရှိတဲ့ဗုဒ္ဓရုပ်ပွားတော်တစ်ခုကိုဒေါံဆန်းစုကြည်ကိုပေးပေးဖို့ဆိုပြီးကျွန်တော်ကိုပေးခဲ့ပါတယ်။ဒါကြောင့်2018ခုနှစ်ဇွန်လမှာဒေါံဆန်းစုကြည်နေအိမ်ကိုထပ်မံတွားရောက်ပြုဆောင်ခဲ့ပါတယ်။ပထမအချိန်ဒုတိယအချိန်အတိုင်းပါပဲ။ရှင်မောင်းနဲ့ကိုရေးရာရှိတို့ကိုရှင်ပေါ်မှာတောင်းဆောင်ရန်ပြောချခဲ့ပြီးတော့ဗုဒ္ဓရုပ်ပွားတော်နဲ့ကိုယ်တဲ့အစားတောက်ထည့်ထားတဲ့အိမ်အတွင်းထည့်သွင်းထားတဲ့အမေရိကန်ဒေါ်လာ တထုတ်လင်းရွတ်တရားပါတယ်တရားတန်းအထုတ်20နှစ်သိန့်အကယ်ဒမီတစိရွှေ20ချက်သားတုံးအပိုင်20စုစုပေါင်းနှစ်ပိတ်သားတို့ကိုကျွန်တော်တို့တည်းယူဆောင်ပြီးနေရင်တွင်းတို့ဝင်ကဗုဒ္ဓရုပ်ပွားတော်ကိုပေးပြီးဒေါ်လာ2သိန်းနဲ့ရွှေ2ပိတ်သားထည့်ထားတဲ့အိတ်ကိုဘောင်ဆန်းစုကြည်လိုရာကိုတုံးဟာလို့ပြောပြီးပေးခဲ့တာဖြစ်ပါတယ်။သုံးချိန်လုံးပေါင်းလိုက်မယ်ဆိုရင်အမေရိကဒေါ်လာ6သိန်းနဲ့အကယ်ဒမီတစိရွှေ9ပိတ်သားရှိပါတယ်။အဲ့ဒါလို့ပေးဖို့အတွက် ျွန်တော်ရဲ့ဇနီးဖြစ်သူနဲ့တိုင်ရင်ပြီးမိသားစုပိုင်းခေဆိုင်ရတနာရွှေဆိုင်ရွှေစိန်ရွှေရတနာရောင်းဝယ်ရေးလုပ်ငန်းအတွက်မှအသုံးပြုဖို့အတွက်စုဆောင်းထားတဲ့အကယ်ဒမီတစိမ့်ရွှေနဲ့ဒုံရန်ကျပတ်တဲ့ဘုံများအချို့မှာဒေါ်လာနဲ့လဲလှယ်ပြီးဒေါ်ဆန်းစကြည်ကိုပြရခဲ့ခြင်းဖြစ်ပါတယ်ဒီပိုင်းမျိုးကိုဒီကိစ္စတွေကများများလေးရှင်းပေးတင်ပါအားလုံးကိုကျေးဇူးတင်ပါ